မင်္ဂလာပါရှင်ဒါအခုနောက်ပိုင်းပေါ့နော်ရွှေဝင်လို့ရှိရင်ရွှေရဲ့ဘောင်ချာမှာကြက်ပဲရွေးနေမှုဖြစ်နေဂရန်နဲ့ထည့်ပြီးတော့တုံးလာကြရပေါ့နော်ဒါကြောင့်မုံမင်းမင်းရဲ့ဂရန်နေပြီးတော့ကြက်ပဲရွေးဖွင့်နေလေးကိုအလွယ်ကူဆုံးတက်နေလေးပြတ်တက်လာမှာဖြစ်ပါလေရှင်ကဲဥပမာစိုးစားပါဆိုပေါ့နော်ဒီဟန်ချင်းလေးက8.3လေးဂရန်ပေါ့နော်8.34ဂရန်ဆိုပြီးတော့မှသူ့မှာအလေးချိန်ရှိရဲဒါဒီဟန်ချင်းလေးရဲ့အလေးချိန်ဒါလို့ဆိုလို့ရှိရင်မင်းမင်းတို့က8.3လေးဂရန်ကိုကြက်ပဲရွေးပြောင်းမယ်ဆိုလို့ရှိရင်အစားပေါ့နော် 16တက်တမ3295ဂရမ်နဲ့စားလိုက်မှာဖြစ်ပါတယ်ရှင်။ဘာကြောင့်16တက်တမ3295ဂရမ်နဲ့စားရလဲဆိုလို့ရှိရင်တစ်ချက်သားမှာပေါ့နော်။တစ်ချက်သားမှာဒါ16တက်တမ3295 ခရင်ရှိလို့16.3နှစ်ကိုလုံငါခရင်နဲ့စားတာဖြစ်ပါတယ်။ဟန်ချင်းလေးအလေးချင်း16.3လေးခရင်ကို16.3နှစ်ကိုလုံငါခရင်နဲ့စားလိုက်မယ်။ဟုတ်ပြီဒါဆိုရင်ဘလောက်ရမလဲတွေ့ကြည့်ကြမယ်မိမိတို့ကသိတာပေါ့နော်။တွေ့ကြည့်မယ်။ဟန်ချင်းလေးအလေးချင်းက16.3လေးခရင်ရှိတဲ့အစား ခံရကြတော့16တက်မှာ3 2 9 3 5ခံလေးစားလိုက်မယ်ညီမချင်းဟုတ်ပြီဒီမှာတတမလေးတွေ့လားရှင်တတမရဲ့ရှိမှာ3များဖြစ်တဲ့အတွက်စက်မရှိဘူးသူကဘာဖြစ်လို့လဲဆိုမင်းမင်းတို့ကစက်ပဲရွေးသွားမှာလीစက်ပဲရွေးအရင်ဆုံးစက်ကိုစဉ်းစားမယ်စက်မရှိဘူးစက်မရှိတဲ့ခါကျတော့ပဲကိုစဉ်းစားမယ်ဒါဆိုလို့ရှိရင်စက်မရှိရင်ပဲရှာမယ်ပေါ့နော်ပဲနဲ့မြောက်မယ်ဒါကြမ်းမှာ16ပဲရှိတဲ့အတွက်3ညဖြစ်နေတဲ့အတွက်အများ16ရက်မြောက်လိုက်မှဖြစ်ပါလေရှင်းတယ်ရှိရပြီဒါဆိုမင်းမင်းတို့ကရှက်ဖြစ်တဲ့အတွက်10ပဲလို့ရေးထားမယ်ဟုတ်ပြီ ဒီဓာတ်တမရဲ့အရှိမှာ၃ညဖြစ်ဖြစ်နေမှာမြောက်လို့ရမှာဖြစ်တဲ့အတွက်ဓာတ်တမရဲ့အရှိမှာ၈ဖြစ်နေလို့၃ညဖြစ်အောင်၈ပြန်လုံးလိုက်မယ်ဒါအနုရှင်းညီမြချင်းပေါ့၃ညဖြစ်သွားပြီဒါဆိုလို့ရှိရင်မင်းတို့ရွေးပြန်ရှာမယ်တပဲမှာရွှေရွှေရဲ့အတွက်ရှင်းတဲ့မြောက်မှာဖြစ်ပါတယ်ရှင်၃ညဖြစ်တဲ့အတွက်မြောက်လို့ရပြီအမြောက်ရှင်းညီမြချင်းပေါ့နော်ဒီမှာတရွေးနဲ့၃ ်တတမ3ခွန်ပေါ့နော်ခွန်လေးကိုအရှိကိုပို့လိုက်မယ်ဆိုလို့ရှိရင်တော့5ပေါ့ပေါ့နော်ဒါဆိုလို့ရှိရင်10ပဲတရွေးနဲ့တတမ4ပေါ့နော်ဒါဆိုလို့ရှိရင်မိမိနော် hunting လေးရဲ့ ကရင်အလေးချိန်ရဆိုလို့ရှိရင်တတမဒီဟန်ချင်းလေးကိုကွာချင်းလွေပေါ်မှာချိန်နိုင်မှာပေါ့ဥပမာချင်းပေါ်မှာချိန်နိုင်လို့ရှိတတမ၃လေး sorry ရှိတတမ၃လေးဂရန်ရှိရဆိုလို့ရှိရင်ဒီချက်တားမှာစစ်တတမ၃လေး၃၅ဂရန်ရှိတဲ့အတွက်စစ်တတမ၃လေး၃၅ဂရန်နဲ့စားလိုက်တယ်ရလာတဲ့ဟာကိုစက်ပဲယူလေးဖွင့်လိုက်တယ်ပေါ့နော်10ပဲနဲ့တရွေးနဲ့0.4ရတာဖြစ်ပါလိမ့်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဒါလို့ဆိုလို့ရှိလို့ရှိရင်ပေါ့နော်ခဏလေးပြီးတော့တက်ပေးရေးဖွဲ့ရလေးကိုလွယ်ကူဆုံးလေးပြည့်လိမ့်မယ်လို့ထင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်